ဆော့ဖျားရှင်အဆက်ဆက်ဟာလူဘဝမှာပါရမီဖြည့်စင်ခါကစက်မှုထွန်းကားတဲ့ခေတ်ဒီမှာလူဖြစ်ခဲ့ဘူးပါလားဘာဖြစ်လို့ဆိုတော့ရှင်ဖျားမြတ်စွာဘုရားဟောတဲ့ဇတ်တော်တွေတိုင်းဟာယနေ့လိုမျိုးတိတ်ပန့်ခေတ်ဒီမှာပါပဲနဲ့ရှေးခေတ်လှဲခေတ်လှေခေတ်နောက်ခံနေကြီးပဲကြားနေရလို့မြတ်စွာဘုရားရှင်ဟာလူဘဝမှာပါရမီဖြည့်စင်ခါစက်မှုထွန်းကားတဲ့တိတ်ပန့်ခေတ်ဒီမှာလူရောဖြစ်ခဲ့ဘူးပါလားရှင်ဖျားသူကပြောရမယ်ဆိုလို့ရှင်တော့ဒီသာဒကစရိုရီဆိုတာလူတွေကိုပညာပေးဖို့ပါပါဘုရား ်ဆရာဘုရားဟောတာလေမှန်ပါဗျာဟိုလူတွေကိုသင်္ကန်းစာပေးဖို့ဟောတာမှန်ပါဗျာသင်္ကန်းစာပေးဖို့ဟောတာဆိုစမှုထွန်ကားတာမထွန်ကားတာလေတာထာသူစက်တွေကိုဖတ်ဖူးတယ်ဆိုလို့ရှိရင်ကထဝါနဇာဆိုရှိတယ်မှန်ပါဗျာကထဝါနဇာကဘာလို့တဲ့အောင်မေးတော့မှန်ပါဗျာနော်မရှိဘူးဒီသစ်သားနဲ့တိဆောက်တဲ့ယန္တရားတို့လေးမြန်တို့လုတ်ပြီးကောင်းငင်နေထွက်သွားတယ်ဟာ အဲ့တော့အဲ့ဒီဟာလိမ်မြရဲ့အစလို့ပြောလို့ရတယ်မှန်ပါဗျာနော်အဝေးကိုပြန်သွားတာအဲ့ဒါဘယ်ဖျားရှင်လက်ထက်မှာဟောတာအဲ့ဒါဒီမြတ်စွာဘုရားရဲ့အလောင်းပဲလေဖြစ်တာကတော့ရှေးခေတ်ပေါ့မှန်ပါရှေးခေတ်ခုခေတ်ဇာတကဆိုတာခုခေတ်ဖြစ်တာတွေဟောတာမဟုတ်ဘူးအတိတ်ဘဝကဖြစ်ခဲ့တာတွေဟောတာမှန်ပါဗျာအဲ့တော့ကတ္တဝါနာဇတ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစက်မှုထွန်းကားတယ်လို့ပြောလို့ရတယ်လေမှန်ပါဗျာစက်မှုထွန်းကားတယ်လို့ပြောလို့ရမှန်ပါဗျာအဲ့ဒီဆက်နဲ့ဟိုကောင်းငင်ကနေပြီးတော့ ရှင်သူတွေကလွတ်မြောက်အောင်သူကလေးမြန်းလို့ဟာလုပ်ပြီးကထဝါဟနာဆိုတစ်သားနဲ့တိလျှောက်တဲ့လေးမြန်းနဲ့ကောင်းငင်ပြန်သွားတာရှိတယ်မှန်ပါဗျာနောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကပြန်ပြီးသင်္ကန်းစာပေးတဲ့ဟာတွေကလူတယောက်လူတွေရဲ့စိတ်နေသဘောထားကိုချင်းတရားနဲ့ပတ်သက်တာတွေကိုဟောတာဖြစ်သည့်အတွက်ကြောင့်မှန်ပါဗျာကိုချင်းတရားနဲ့သက်ဆိုင်တာတွေပဲပြောမှာပေါ့နော်မှန်ပါဗျာအခုအခုခေတ်လူတီးတွေလေးဟိုရင်လှိခက်လှိခဲမဟုတ်ဘဲနဲ့ ဟိုတခြားနေ့တွေပြောဖို့ရတော့အเจ้าကသူခေါ်လို့ရင် main point မဟုတ်ဘူးပေါ့ဒါမှန်ပါဗျာမှန်ပါလူရဲ့လူခိရဲ့လူတွေရဲ့သဘာဝတရားသူကအတက်လိုက်အကျလိုက်ရှိတဲ့ပညာမှန်ပါဗျာနော်မြတ်စွာဘုရားမရှိတဲ့နောက်မှာတောင်းပါပဲရှန်နေရတတ်တတ်တဲ့ခစ်တရှိတယ်မှန်ပါဗျာဆိုလိုတာမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုအစရတ္တမင်းကရှင်မဂဒ္ဒဘာတို့နဲ့တိုင်ပင်ပြီးတော့ ပြောင်းပြဲမသွားအောင်ဆိုဖျားတတ်တော်တွေကိုစွန့်တကူနဲ့ပင့်ပြီးတော့အိန္ဒိယမှာအခုဓာတ်တော်ไรဆိုတာရှိတယ်မှန်ပါဗျာနော်ဓာတုနိဒာနာစေတီဆိုတာရှိတယ်အဲ့ဒီမှာထည့်ထားပြီးတော့ဒီဓာတ်တော်ไรတဲ့ဝင်တဲ့လူတွေကို तू ကဓာတ်တွေလှမ်းနေနဲ့ဘယ်သူမှဝင်လို့မရအောင်ရန်ရရအတတ်နဲ့လောက်ထားခဲ့တာမှန်ပါဗျာအဲ့တော့အနည်း300လောက်ကြမှာအတော်ကမင်းကြီးလက်ထက်ကြတော့မှအဲ့ဒီရန်ရရအတတ်တတ်တဲ့လူကိုခေါ်ပြီးတော့ဒီခုခေတ်ပြောမယ်ဆိုစနက်တံပေါ့မှန်ပါဗျာ အဲ့ဒီစနစ်တန်ကိုမြားနဲ့ပြစ်ပြီးတော့ဖြတ်ပန်အဲ့ဒီလူတွေဝင်လို့ရ